မိတိကဘုရားဖြစ်တာမလို့တော့ဘူးသူကဘာဖြစ်ချင်လဲအရင်ဖြစ်တယ်ချင်တာဘာဖြစ်တယ်ချင်တာဘယ်နာစကြဝဠာမင်းဖြစ်နေချင်တာလေဘာမင်းဖြစ်နေချင်တာစကြဝဠာမင်းဖြစ်နေချင်တာအဲ့ဒါကြောင့်ယောဂီတွေသူ့ကိုလေအချက်ချင်းဆိုလိုသူ့ကိုမဖြစ်အောင်မကောင်းတဲ့အနိစ္စတွေမမြင်အောင်အပြည့်ဝထားတာလေနောက်ဆုံးတော့ယောဂီတွေအဲနတ်တွေပြလို့ သူတို့နာသူတွေသူရဟန်းတို့ပြီတော့တက်သွားတယ်မဟုတ်လားယောဂီအဲကြောင့်မိဘရဲ့ခွင့်ပြုချက်ကိုသာယူနေရင်ဘုရားတော်တော့တက်ဖို့တွေ့ပါလားမတွေ့ပါဘူးဗျာအဲဒါလေးကိုနမနာယူပြီးတော့မှယောဂီတို့ရှင်းလို့လည်းလေကိုယ့်ရဲ့မိဘတွေကသိတဲ့အတိုင်းဗုဒ္ဓတရားသိတာမဟုတ်ဘူးဗျာကိုယ်ကိုယ်ကဗုဒ္ဓရဲ့ကြောက်အရှင်းမှတကယ်သိပြီဆိုလို့ရှိရင်မိဘတွေတောင်းမှပြီးတော့ဝက်လိုက်ပေါ့မကောင်းလားယောဂီကောင်းပါပါဗျာအဲ့တော့ကိုယ်လည်းတာနာမောင်ရောက်သွားတယ်ပြီးတော့ယောဂီတို့ပြီးဝက်တာလည်းမဟုတ်ဘူးလေ အဒီဝိဒါဝေကဟုတ်ပါဘူးဗျာ။အဲကိုကဘုရားကစစ်စစ်ဖြစ်လာတော့တရားရဲ့တားတော်ပြခံချင်တယ်လေ။မခံချင်လို့ရောက်ကြီး။ခံချင်ပါရဲ့ဗျာ။အဲလိုဆိုတော့ကဲကောင်းတာလုပ်တာပဲအကျိုးရမတာများတာပဲမဟုတ်ဘူး။ဝိတ္တနာပေါ့မဟုတ်ချင်မှရောက်ကြီး။ဝိတ္တနာပါဗျာ။အဲလိုဆိုတော့ကဲရောက်ကြီးဆက်သွားမယ်။အဲဒီမှာလူငယ်လေးကမိဘတွေကိုခွင့်ပန်ပြီးပြရပါတော့။တင်ငန်းစီးချင်တယ်ဘုရားတော်ခွင့်ပန်တာကို။ဒါပြတင်ငန်းစီးချင်တယ်ဗျာ။ချစ်သားတဲ့မိတင်ငန်းစီးဖို့အတွက် မိမခွင့်ပြုရလားတဲ့မိမတွေပါလေတဲ့ခွင့်ပြုရလားရှင်မမိမတွေခွင့်ပြုမဲ့နေနေတော့ကတတိယတရားလာနာတော့မိမတွေမသိဘူးတဲ့တရားလာနာတာတော့မိမတွေပါပါအဲ့ဒါဆိုရင်ငါဘုရားသာသနာမှာမိမတွေခွင့်ပြုမှာပဲသင်္ကန်းစီခွင့်ရှိတယ်ချက်ကမိမတွေတော်ပြီးခွင့်ပါအောင်တဲ့အဲ့ဒါနဲ့ဒုံတိုင်းပြည်ပြည်မိမတွေခွင့်ပါတယ်မိမတွေခွင့်မပြုဘူးမိမတွေပါလေတဲ့ခွင့်ပါ ခွေးမကြီးရတော်များဆိုပြီးရေပြင်မှာထိုးရတဲ့9ရက်ကြာလာတယ်။ဘယ်နေ့ရက်9ရက်ပါဗျာ။မစားမလိုက်တော့စားလိုက်သေးလားစားပါတော့ပါ။စံတပ်ပြ။ဟုတ်ပြ။စံတပ်ပြ။ဘာလို့ခုကျင်းနာမဖို့ဘယ်နေ့ရက်စံတပ်ပြ။ဘယ်နေ့ရက်ပါဗျာ။ဘုန်းကြီးပြားစံမှုစံတပ်ပြပြလာတာအတင်းတိုက်ကျွန်တော်လာရလား။ကိုယ်တိစိတ်နဲ့လာတာလေဟောရယောဂီဟောရပါဘုရားအဲ့ဒါနဲ့အခုက လူငယ်တွေကခဏရမစားမတော့တဲ့ခြေတွေမှာထိုးနေကြောကဲရုပ်ကြီးအပေါင်းင်းနေရသူမိမနဲ့လာပြီးမှဖက်ပန်ပေးတယ်ကိုလေးတို့ကတော့ဒီလိုမလုပ်ပါနဲ့ကိုလေးတို့ကတော့တားကိုဒီတိုင်းပြစ်ထားရင်မစားမတော့မကြခင်တင်တော့ပါခွင့်ပြုလဲလို့တင်ငန်းစီးသွားရင်တင်ငန်းခွင့်နဲ့မှမြင်ရအောင်ပဲခွင့်ပြုပေးပါလို့ကြောင်းပါနဲ့တို့လည်းခွင့်ပြုလိုက်ပါလို့လဲခွင့်ပြုလိုက်ပါကဲသာသနာ့ဘောင်ရောက်တော့ယောဂီဖယားနာမှာဝိနည်းပေးပါလေလေးလာနားနဲ့တိုင်တယ် ဲ့ဒီလိုနေပြီးဆရာနေပြီးနေပြီဆိုတော့တော်ရဲကိုထွက်သွားတယ်။တော်ရဲသတိတရားတွေအားလုံး9နှစ်ကြာတော်ရဲမှာမြတ်စွာဘုရားနဲ့မှာနာနေတော်ရဲမှာ9နှစ်အားလုံးမှာမနေနေ17နှစ်ပါဗျာ။အဲ့ဒီလို17နှစ်ပြည့်တော့ယဟနဘာကလည်းအဲ့ဒီကြောင့်ကိုရောက်လာတယ်။ရောက်လာတော့ထုံးနံနဲ့မှာအာဝတိကအာရန္ဒုကဝတ်တွေရှိတော့ခရီးဦးတွေကျိုးခြေစေးတွေပြစ်တပိတ်တွေကမ်းယူတော့ပြိပဋိကန္တစကားတွေပြောကြတော့ရှင်မြတ်ဘုရားနဲ့ကြွလာတယ်လေပေါ့။ တပည့်တော်တောင်းချင်းညွှတ်လာတယ်တဲ့အာဂန္တုယဟန်ကဧတယဟန်ကအရှင်ပြာအဲ့ဒီမှာမြတ်စွာဘုရားနဲ့အက္ခတာဝကမဟာတာဝကအစရှိတဲ့သူတော်ကောင်းကြီးကြီးကျမ်းမှာမှာရှိရလားတဲ့အားလုံးကျမ်းမှာပါလေလို့ပြောတယ်အဲ့ဒီမျိုးမှာရှိတဲ့ဂရေ80ချမ်းသာတဲ့အသက်ကြီးကြီးနဲ့အဖိုးကြီးဖိုင်းမြောက်ရှိတဲ့သိတယ်လားတဲ့တပည့်တော်သိပါတယ်တဲ့သူတို့ချင်းတွေဘယ်လိုရှိတယ်လဲလို့ပြီးတော့သူတို့ကြောင်းနေတော့မပြောပြစေနဲ့တဲ့သူတို့ကြောင်းနေတော့မပြောပြစေနဲ့အမဟုတ်ပြောပြပါသိချင်တော့ပါ အဲသူတို့ကဒီလိုပါဗျာတဲ့သူတို့မှာတူဒီလိုတားပြောင်းရှိတယ်လို့ကြားဘူးတယ်တာသနာကြည်ညိုလို့ရဟန်းဝတ်သွားတာတော်တော်ကြာပြီလို့သိရတယ်အဲတော့သူတို့မှာလည်းပဲဉာဏ်ပညာကလည်းနည်းနည်းတော့နောက်ဆုံးဝန်ထမ်းတွေကစိတ်နဲ့လေရင်လေနဲ့ဂရေ80ပုံပြီးအခုခွဲလက်တောင်းစားနေတဲ့ဘဝရောက်နေတယ်ဘယ်ဘဝအဲ့တော့အဲ့ဒီအတန်နဲ့ကြာရောရဟန်းလေးကတအောင်ဝန်းနေသွားတယ်တော်တော်စိတ်မကောင်းဘူးအဲ့ဒါနဲ့ရောက်ပြီလေ မျက်ရည်ကြီးငယ်ကြတော့ယဟန်လေးကလေအာဂန္တုကဟာရှင်မြတ်ရှင်မြတ်စိတ်မကောင်းတပိတော့ဗာပြောမိတယ်လေဗျာအရှင်မြတ်မပြောပါဘူးသူရဲ့အဲ့ဒီသူတို့ရဲ့သားယဟန်ဝတ်သွားတယ်ဆိုတာတပိတော့ပဲတဲ့တပိတော့မိမနှစ်ပါးကခွဲလက်တောင်းစားနေတဲ့ဘဝရောက်နေတယ်ဆိုတော့တပိတော့တရားစိတ်မကောင်းလို့ပါအဲ့တော့တပိတော့အခုလူဝတ်နေပြီးတော့မှအမေနဲ့ပြောတပိတော့လုံးကြီးမယ်အမေနဲ့ပြောရတယ်အဲ့ဒီလိုပြောပြမှသူပြန်ချသွားတယ်အဲ့ဒီကြောင့်မဲ့တဲ့ရောင်းအပ် အဲ့ဒါတောင်းကြီးမျိုးကိုရောက်ခေရောက်ရဲ့နားမင်းနဲ့ကြီးရောမြတ်စွာဘုရားဇေရုံကျောင်းမှာတင့်ဒီဘက်ကြီးလိုက်တော့မိဘတွေနှစ်ပါးရဲ့အိမ်သွားရလမ်းစဉ်းစားတယ်ဘယ်လိုသွားရင်ရတော်မလဲမိဘရဲ့ရှိသွားရင်ဒုဝက်လဲရတော့မှာဖယားမသွားရင်ဖယားကိုထူရမယ်ပြီးမှဒုဝက်လဲမယ်ပေါ့အဲ့ဒါမိဘရဲ့ရှိမသွားမနဲ့ဖယားရှိသွားတယ်သွားတဲ့တဲ့မှာကံကောင်းတယ်မြတ်စွာဘုရားကလည်းမိဘနဲ့ပတ်သက်တဲ့တရားကိုဟောပေးနေတာနာဖယားတာကနာမှာသာသမီများကမိဘလည်းကိုဝင်းဆိုင်ရမယ် တားတယ်တမိတွေကလူဘက်ကိုမှမဟုတ်ဘူးယဟန္တာနာတွေရဲ့ကိုမိဘကိုယေရှုဆက်လို့ရတယ်။ကိုရရှိတဲ့သွန်ခွနဲ့ထောက်ပနိုင်တယ်ဆိုတဲ့တရားလေးခေါ်တော့အရှင်းမန်းတာပါ။အရှင်းမတဲ့ပါ။မန်းလူထွက်ကြမလို့တော့ဘူးလေ။လူထွက်ကြပါလေ။အဲ့ဒီနေ့အဲ့ဒီမှာချိန်ဆက်အနာယူ။နောက်ရမယ်နဲ့ဆိုရတဲ့ယေရှုပါလေးတတ်တယ်တော့တင်ကားလေးယုံပြီးတော့မှတပိတ်ပိုက်မိဘတွေကသူတို့ရှိပြန်ပြီဆိုလို့ရှိရင်လက်ဆောင်လေးပါလာသူတို့တအားဝမ်းနာတယ်လို့ကြောက်ပြဲတယ်။ ပစ္စည်းဆိုကောင်းမှုမကောင်းမှုအရင်မကြည့်ဘူးတဲ့သူတို့ရှိလို့တခုခုပါပါရင်အော်အမောက်အမရရှာတယ်ဆိုပြီးမှမိမများကအယမ်းစိတ်ချတာလည်းကြားဘူးတဲ့အဲ့တော့မှဆုံးခံမဲ့ရတဲ့ဆုံးလေးယူသွားမယ်တဲ့အဲ့ဒါနဲ့ဆုံးခံလိုက်တော့ရာဘူးလေးရတာဆံပြုတ်ဆံပြုတ်အဲ့ဒါနဲ့ရောက်ပြီးတပည့်လေးပိုက်ပြီးတော့မှအမေနဲ့ပြုတ်လိုက်ရှာဇယက်ကိုဇယက်ပြက်တွေကိုတွားရှာတယ်မတွေ့ဘူးတောကျူတောင်များတွေတွားရှာတယ်မတွေ့ဘူးနောက်ဆုံးတော့သူတို့နေတဲ့အရင်လမ်းကြားနောက်ထပ်ချမ်းလေးကိုကြည့်တော့ ကဲယောဂီစောင်းတိုင်းကာလညူရီနဲ့ဆိုင်းနေတော့ယောဂီတယ်အဲ့ဒီညူရီနဲ့လုံး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 နဲ့လူမျိုးခိုင်နေတာတွေ့တယ်အင်းငါမိပါလားဖြစ်နေမလားပေါ့ခြေကလေးတွေတွက်လာတယ်အဲ့ဒါနဲ့နင်းမုံလေးတွေရှင်းသွားတဲ့ချိန်မှာအမေနဲ့သူမြင်လိုက်ရဟာအရာအပ်တယ်ပါလေအမေနဲ့ပြဆံပြီးသွားကျိုးနဲ့ပိနေတွေတော့ဒါရယ်နဲ့နေတာလေးတော့တောင်းပြီးတော့မှတောင်းမွေးလေးတွေနဲ့ခန်းဖက်လက်တွေကြောက်စားနေဘောအောင်မြင်တော့ အရက်စိတ်ထိခဲ့သွားတယ်ဆက်လက်ပပောင်းမှုလာချက်ပေါင်းများများဆိုတော့ထိုးစွားလို့ခံစားရတယ်အဲ့ဒါနဲ့အမေလို့ခေါ်တယ်နဲ့တစ္ဆိုပြီးမှဝန်နေပြီးမထွက်တော့အဲ့ဒါနဲ့ရုပ်ကြီးခြေနှာနဲ့မတည်နိုင်တော့ဘူးရအားရင်ကြီးပုံဖမ်းတယ်လို့အယောင်ကနေတော့အမေနဲ့ပြင်အဲ့ဒါကိုပြေးတယ်ရုပ်ကြီးအဲအဲ့မှာအကြာကြီးရက်နေတော့အမေနဲ့တရားဘယ်လိုတွေ့လဲဆိုတော့အမေလုပ်တဲ့ပုဂ္ဂိုလ်ကလမ်းပြောတယ်အဖွားကြီးမင်းအရှိမဆွမ်းရနေတယ်ကွယ်ရဟန္တာပါက ို့မှလည်းဒီနေ့ကြောင်းစားတာဘာမှမရသေးဘူး။နင့်ကတော့ဆုံးပြောလိုက်ပါ။အဲ့တော့အမေတို့တဲ့ဘုရားရှင်များဒီနေ့ဘာမှတပည့်တို့ကောင်းစားတာမရသေးတဲ့အတွက်ကတော့ဆုံးပါဗျာ။ဟုတ်တယ်လေ။ကတော့ဆုံးပါဗျာ။ကတော့ဆုံးပြောတယ်ဘုန်းကြီးကကြွလိုက်တာ။ကြွပါဗျာ။ဘာလို့လဲ။သူကသူ့နိမလေးရှိတာလေ။တုံးကျင်တယ်နဲ့ကတော့ဆုံးပြောလို့မကြွတော့။အဖေတို့တဲ့ဘုရားသွေးရစကားပြောလာတယ်။အာဘိုင်းနဲ့တော့ကပြောတာကြတော့ဆုံးနဲ့မတော်ဘူးဆိုတော့တချင်တို့ကတို့ တာညာဖြစ်နေမလားယဟောဝက်သွားလားမင်းသိချင်ရှိသမားလို့ပြောတော့အမေတို့တက်ဖို့ကအနန္တကတော့လားအဲ့ဒီချိန်မှာအမေတို့သားမအမေတို့သားမတဲ့မိဘများကိုပြန်လဲလှုပ်ခြင်းကိုတာကြီးပြလာတာလို့ပြောတော့အာရဝါသာနဲ့သူ့ရဲ့ဒဂါကြီးကိုတွားခေါ်အဖေသားကြီးမှာအဖေသားကြီးလို့ပြောအာရပါရလာပြီးတော့မှတာရဲ့ညာဘက်ခြေကိုအမေရဖက်ထားအဖေရဘက်ခြေကိုဖက်ထားကိုတားကိုအပြစ်မမြင်တဲ့အပြင် မာတာကြီးအခုချိန်မှရောက်လာတယ်အမေတို့ဖေတို့တင်မလေးကျဆောင်မှာမာတာကြီးကိုမလူနိုင်ဘူးကျောင်းလေးကျဆောင်မှာမာတာကြီးတရင်တို့ဆောက်ပြီးမလူနိုင်ဘူးဝမ်းနေပြီးငိုကြအဲ့ဒါလည်းယာရီအပြန်ချောရတော့ပါအမေတို့ပြေလို့ရတယ်မပြောတော့ပါနဲ့ပြီးတာပြီးသွားပါလိမ့်အခုတားရောက်လာပြီတဲ့အဲ့ဒါအမေတို့တော်ပြီနော်မမိုးတော့နဲ့အဲ့ဒါဒီမှာလေစာပြုတ်လေးရအဲ့ဒါလေးတော့ပါဆိုပြီးတော့မှထဲလေးနဲ့ဆိုပကံနဲ့ညှစ်သေးတယ်နောက်ဆိုတော့ပပိတ်ပေါင်းလေးထက်ထက်ပြီးအမေတို့တိုက်အမေတို့တိုက် ငါးဆုံးတော့ကြာတယ်တပိတ်တည်းထားပြီးတော့မှအမင်းနဲ့ပြေကိုနေခဲ့ပါတဲ့နောက်တစ်ကြိမ်ဆုံးခံပြီးတော့မှသမင်းနဲ့သူအလူထောင်းမယ်တဲ့အဲ့ဒီလိုသွားပြီးမိမတွေပွဲရတဲ့ရောက်ရောတပိတ်ထဲမှာရှိတဲ့ငါးဆုံးကဆုံးကိုရေလေးကျင်းပြီးသူခုံပေးတယ်ကြယ်ရောက်ရဲ့မိမပေါ်မှာထားတဲ့စေတနာမကြည်မအောင်လားကြည်မပါဘူးအဲ့ဒီကြောင်းပြန်အနာယူဒုတိယပြီးဆုံးခံအတွက်ရလာတဲ့သမင်းပုဂ္ဂိုလ်တွေမိမတွေကိုကျွေးရရှိတဲ့တန်ခမ်းလေးတွေ အဲ့တော့မှတော့စာရီတွေကတိတိုင်းမဆိုးရရမှာပေါ့တဲ့မိတ်တမန်တွေရှားတယ်လေအဲ့ဒါလေးတွေကိုမိဘရဲ့ဥပစာပြစင်ပေးမိဘဝင်ရတဲ့ campaign တွေပဆိုးတွေကိုအဟောင်းတွေကိုသူကလဲတဲ့ရှော်ဖို့အဲ့ဒါကိုသင်္ဃာပြည့်ချုပ်တက်ခေါက်ဆိုးအဲ့ဒီအဟောင်းမိဘအကြောက်ကိုသူဝင်ရတယ်အမေနဲ့ပြောတော့သူအလူခံရရှိတဲ့အထင်စားတွေနဲ့ဥပစာတွေမချုပ်ပေးဘူးလားချုပ်ပေးပါလား ကဲဆိုနေမင်းနေလဲမိမလေးဝမှသူမစားဘူးလားစားပါဗျာကြာတော့ခန္ဓာကိုယ်ပိတ်ချောက်လာဝတ်ထားတဲ့အဝတ်စားတွေရတယ်တင်ကန်းနေရအရန်နွားနေပြီအဲ့တော့ပေါင်ဝင်းကျန်တာကမေးတယ်ရှင်ကနေမကောင်းလို့လားတဲ့မဟုတ်ဘူးတဲ့တပည့်တော်မိမလေးလွတ်ကျွေးနေရလို့ဘာလို့ပြောတော့ပြည့်ရပြည့်ကြပါကြည့်ကြပညာရှိတန်ခါတွေတော့ဘာလို့ခေါ်လဲပေါ့တချို့တန်ခါတွေကျတော့ညာမလီတော့ဒရာမတွေပိကန်းတဲ့ပစ္စည်းတွေပေါ့မိမများပြန်ပြီး ဆွန့်ကျဲပေးနေတယ်လို့ဆိုအပြစ်ပြောတယ်အဲ့ဒီတဲ့င်းကလက်ဆောင်ပြားနားတော်ရောက်ကဲလက်ဆောင်ပြားကတာဟာပိတ္တကိုဆုပြီးမှပြောတယ်အဲ့ဒီချက်တရားနဲ့ပြောချက်တရားနဲ့ရတဲ့ပစ္စည်းလေးပါးတွေကိုလူတရားကဆုပေးနေတော့ဟုတ်တယ်လားဟုတ်ပါတယ်ဗျာတဲ့ချက်သားဆုပေးတာကဘယ်လိုပုံစံတွေလဲလက်ဆောင်ပြားတပိတော့တခြားမဟုတ်ဘူးတပိတော့မိမနာပါကခွင့်နဲ့တောင်းဆန်းနေတဲ့ဘုရားရောက်နေတော့လက်ဆောင်ပြားကလည်းမိမများကိုလှုပ်ကြည့်တော့တယ်ဆိုလို့ ်တတိယဘိက္ခာမြတ်ကိုလုံသေးရပါအဲ့လိုလျှောက်တော့မြတ်စွာဘုရားတာဝန်သုံးကြီးခေါ်တယ်ဗျဘာလို့ပဲကြည့်ဆောရတာချက်တာတော်လိုက်တာလေငါမယားအလောင်းဒီငါမယားဒီပြင်နဲ့အလောင်းတော်ဘောတော်ကအမေကိုညာဘက်ကခုံးပေါ်တယ်အဖေကိုဘယ်ဘက်ကခုံးတင်ပြီးတော့တတက်လုံးလုံးကြည့်ခဲ့တယ်သူ့ဝတ္တတာမဇ္ဇကိုရှင်းပြီးခေါ်ပေးလိုက်တာအဲ့ဒီတရားအဆုံးမှာအဲ့ဒီယဟန်လေးတော်တော်မှာဒီသွားတယ်ဘာဒီသွားသွားပါ ခဲ့ယောဂီတို့စတဲ့ယဟန်တန်ကလည်းတော့တုံ့ကြည့်ကောင်းတယ်ဒီပုဂ္ဂိုလ်တွေတုံ့ကြည့်လို့မရဘူးလားရပါတယ်ဗျာအဲဒါဦးဇင်းမြန်မာပြည်မှာဆရာတော်တော်များတွေကိုယ့်ရဲ့မိဘများမဲတော်ခမဲတော်များကိုအများကြီးနဲ့ပြုစုလုပ်ကြရတယ်မရှိဘူးလားရှိပါတယ်ဗျာဟောမေမတိပြည်ကဆရာတော်ကြီးရံတော်ရောက်ပြီဆိုတာနဲ့ဘုဇုံသေးတို့ဘင်္ဂါသေးတို့တော့အမိတ်ပဲဆိုပြီးတော့ပါဋိဌာန်ကြီးတော်တယ်ကြည့်ရောက်ပြီလေမဝဲဘူးလားဝဲပါတယ်ဗျာဦးဇင်းတို့တခြားဆရာတော်ကြီးလည်းအများကြီးပါပဲ ပြည်မြင်းချာမှာဆရာကြီး၃ပါးအကြီးဆုံးအကူကကျောင်းဆိုင်ဆရာဒုတိယဆရာတော်ကတိုက်ဟုတ်အငယ်ဆုံးကတိုက်ချက်ဆရာတော်ဖြစ်နေတာအမေအသက်60ကျော်ကျောင်းမှာထားရတယ်အကြီးဆုံးအကိုကြီးဆုံးဆရာတော်ကတရားဟောပေးတယ်တိုက်ဟုတ်ဆရာတော်ကအမေရဲ့ဥစ္စာတွေအမေကနေလျှော်ပေးတယ်အငယ်ဆုံးသားကအမေကိုသမင်းနဲ့ကျွေးတယ်ခွင့်ကျွေးတယ်ကိုယ်ကြီးကြီးဖို့မကောင်းဘူးလားကောင်းပါပါဆရာဒါကြောင့်အေးဒီဆရာတော်ကြီး ခမဲတော်ဆက်ကိုင်းတဲ့အကြောင်းမှထားပြီးတော့မပြည့်စုံဆောက်ရှောက်တယ်။စေဝါရီကုသပေးတဲ့ကျေကျေနနာကေယောဂီဆရာတော်တမတော်တွေကကိုယ့်ရဲ့ကျေးဇူးရှင်တွေကိုဆွမ်းနိုင်တဲ့ဘက်ကမကြည့်ပါဘူးလား။ကြည့်ပါပါဗျာ။ဘုရားရှင်ဦးဇင်းတို့လည်းကိုယ့်ရဲ့မိဘတွေရှိနေရင်ဆွမ်းနိုင်တဲ့ဘက်ကကျေးဇူးစရာမိဘတွေမရှိတဲ့ပုဂ္ဂိုလ်ကိုရတဲ့ဒါနတရားပေါ်မှာကုသိုလ်ပုဗ္ဗာကကိုအမြတ်တမ်းပေးဖို့ဒီကျေးဇူးစရာသူတို့တာယုခွန်နဲ့သူတို့ရတော့မယ်။မရဘူးလားယောဂီ။မရပါဘူးဗျာ။အဲ့ဒါကြောင့်ယောဂီတွေကျေးဇူးဆက်ကြပါ ကျေးဇူးပါတယ်ဆက်ရပါပါဘုရားကိုယ့်ရဲ့ကျေးဇူးရှင်ကိုရအောင်ကျေးဇူးစရာစကားတွေမမှန်ပါနေနဲ့မမှန်လိုက်ရင်ယောဂီလူစင်တို့ရောက်ပြီးမှဒီလိုတော့မဖြစ်ဘူးလောကုတ္တရာတရားဟူပြန်လည်းရဖို့လည်းမရတော့ဘူးပြောပါမလားပြောပါဘုရားအဲ့နိုင်လည်းဒီလိုတော့ပါပြီဒီနေ့တော့မိဘစားတဲ့ဆွမ်းနဲ့ကိုဒီရင်နဲ့ဒီကုန်းချုပ်ပါတယ်ဒါကိုတော့ပြောပါရအောင်